မာစီဆိုင်ဒါဘီတို့ရဲ့ထုံးစံတိုင်းပဲအေဗရန်အသင်းကိုလီဗာပူးဟာခဲရခဲစစ်အင်ကွင်းမှာကစားခဲ့ရပြီး1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ ကိုကိန်းစတာဖူဘောရှူအနီကျူလိုဝါရီဒီတစ်ပတ်ရဲ့မာဆီဆိုက်ဒါဘီပွဲတင်ပွဲဖြစ်တဲ့လီဗာပူးနဲ့အေဗာဒန်တို့ရဲ့ပွဲပြီးသုံးသက်ချက် full time review လုပ်ပြီးသွားကြပါတယ်ပွဲပြီးသုံးသက်ချက်မလုပ်ခင်မှာငရင်နဲ့ပတ်သက်တဲ့ information sharing လေးတစ်ခုကိုအနေငယ်လုပ်ပြီးကြပါတယ်အခု28ရက်နေ့မှာဖြစ်ပျက်ခဲ့တဲ့ငရင်ကြောင့်မြန်မာနိုင်ငံရဲ့နေရာဒေသတော်တော်များများပျက်စီးဆုံးရှုံးမှုဒဏ်ခံခဲ့ရပါတယ်တိုးတော့ကျွန်တော် social media တွေပေါ်ထွန်းလာတဲ့အတွက်ကြောင့် ်ဘယ်ဒေတာမှာဘလောက်ထိထိခိုက်နစ်နာခဲ့တယ်ဆုံးရှုံးမှုကြီးမားခဲ့တယ်ကျွန်တော်မြင်တွေ့ခွင့်ရတယ်ဒါကကောင်းတဲ့အချက်သို့ပေမဲ့တချို့နေရာတွေပေါ့နော်ဥပမာပြောရင်တော့နည်းနည်းဝေးလံခေါင်တည်တဲ့နေရာမျိုးတွေအင်တာနက်သုံးဖို့အဆင်မပြေတဲ့ကြေးရွာလေးတွေမှာလည်းပျက်စီးဆုံးရှုံးမှုရှိတာတည်းကျွန်တော်ကြားသိရပါတယ်အဲ့အတွက်ကြောင့်အဲ့လိုလူသိမသိတဲ့ဝေးလံခေါင်တည်တဲ့ကြေးရွာဒေသတွေကလည်းအခုကြီးလိုအပ်လျက်ရှိနေပါတယ်ခင်ဗျကျွန်တော်တို့ကတော့ဒါဘလုံးကြီးကိုယ်နဲ့တူတူပူပေါင်းအလှူခံထားတဲ့ဝင်ငွေတွေတဲက နော်တချို့တဝက်ကိုအဲ့မန္တလေးဘုံအိုးလားမသိဘူးဗျအဖက်မှာသွားလှူတဲ့ညီကိုတွေအတွက်စေသိန်းတတိပေါ့နော်လှူဒန်းပေးနိုင်ခဲ့ပါတယ်ကျွန်တော်ဒါအပြင်မန္တလေးရဲ့ပျက်စီးဆုံးရှုံးမှုတွေကဒါ Facebook မှာတော်တော်များများကြုံတွေ့ခဲ့ရတဲ့အတွက်အလုံးကြောက်ကြောက်လန့်လန့်နဲ့စိတ်မကောင်းစရာ ဖြစ်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့ BBC ရဲ့နောက်ဆုံးဖော်ပြချက်မှာဆိုရင်မန္တလေးထက်ပိုဆိုးတာသခိုင်းလို့သိရတယ်ဗျ။သခိုင်းကဒီပြည့်ရွေဂျော်ကြီးအောက်မှာရှိနေတဲ့အတွက်အဲ့ဒီဘက်ကစတဲ့လှုပ်ခတ်ခဲ့တဲ့အတွက်ကြောင့်သခိုင်းတိုင်းကလည်းကြောက်ဖို့ကောင်းလောက်အောင်ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။ BBC ရဲ့ဖော်ပြချက်ထဲမှာဆိုရင်တရာခိုင်နှုန်းရှိတဲ့နေရာမှာ80ရာခိုင်နှုန်းတိတိငရင်ကြောင့်သခိုင်းမှာပျက်စီးဆုံးရှုံးမှုကြုံတွေ့ခဲ့ပါတယ်ခင်ဗျ။ ဒါတော့ငရင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော် information sharing လုပ်ပေးခဲ့တာပါ။ညဘက်အပိတ်ငရင်သတင်းတွေကိုလည်းကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်။ကဲတော့ကျွန်တော် Liverpool နဲ့ Not Everton ပွဲအကြောင်းတွားလိုက်ရအောင်။ Everton အသင်းကတော့ Merseyside Derby ဖြစ်တဲ့အတိုင်းပဲ။ Not အဝေးကွင်းမှာလည်းတွားရောက်ကစားခဲ့ရတယ်။ Liverpool ကြက်အောင် Viewer ဘိုင်းကြက်ကြကစားနိုင်ခဲ့တယ်။ဒါအပြင် Power ကိုအားပြုပြီးတော့ပြင်းထန်တဲ့ခံစစ်ကစားတဲ့ပုံစံတွုံတွုံတက်တိုက်နဲ့ Not ကြောက်မက်ဖွယ်ကောင်းလောက်တဲ့ဖြတ်ထုတ်တဲ့ဟန်နေနဲ့လီဗာပူးအသင်းတိုက်စစ်ပိုင်းကကစားသမားတွေကိုဖိအားပေးပြီးကစားသွားခဲ့တာတွေ့ရပါတယ် ကျွန်တော် Liverpool ကတော့တချို့ကစားသမားတွေဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတဲ့အတွက်အထူးသဖြင့် right back မှာ Curtis Jones ကိုထည့်ပြီးတော့ကစားခဲ့ရတယ်။အဲ့တော့ Curtis Jones ဘက်ကအဲ့ကျွန်တော် defend ဘိုင်းကလည်းအဆင်ပြေပေမဲ့ကျွန်တော် attacking ဘိုင်းပေါ့နော်ဟိုလို overlap တက်တဲ့ပုံစံမျိုးတွေ analog တက်ပြီးတစ်ဖက်နောက်တန်းကိုဟိုဖျဲထုတ်တဲ့ပုံစံမျိုးတွေကြတော့ तू က side back ကစားသမားမှမဟုတ်တာအရင်မလုံးနိုင်ဘူးဆိုတော့သူ့ရဲ့ခံစစ်တာဝန်ပဲကြည့်အောင် Curtis Jones ကအကောင်းဆုံးကစားပြီးသွားခဲ့တော့များသောအားဖြင့်ဘောလုံးထွက်တဲ့နေရာက Luis Diaz ဘက်ကဖြစ်နေ နေတယ်။အဲ့တော့ဒီလိုအချက်ဒီ Liverpool တို့အတူယူစရာအချက်ဘာကြောင့်လဲဆိုတော့ right back တနေရာမှာ Connor Bradley ရေရှည်အသုံးပြုလို့ရပါအောင်မလား။ဒီတဟန်ပြဿနာရင်းနဲ့အမြဲတမ်းလိုလိုယုံကန်နေရလို့ injury prone ဖြစ်သွားရင်ဘယ်လိုလုပ်မလို့။ကဲ injury prone မဖြစ်ဘူးဗျာ။ဒါပေမဲ့လည်းသူ့နောက်မှာ backup ထားမယ်သူ။ဒါမှမဟုတ်လည်းသူနဲ့စင်ပြိုင်ကစားသမားတယောက်မဖြစ်မနေခေါ်သင့်ပြီဗျာ။ Trent က Real Madrid ကိုပြောင်းမှုတေချာသွားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ Frimpong ဒီနေရာတည်သင့်တယ်လို့ထင်တယ်။အဲ့တော့ Liverpool ရဲ့ side နှစ်ဖက်မှာ right side ကနည်းနည်းလေးအင်အားလျှော့သွားပြီးတော့တစ်ဖက်က left side မှာပဲ အဓိကထားကစားခဲ့ရတယ်။ Everton ကလည်းဒီအချက်ကိုအကောင်းဆုံးသိတဲ့အကြောင်းအဲ့ဘက်မှာ O'Brien ကိုတောက်လျှောက် Louis Diaz ကိုမမမခင်ပုံစံမျိုးပေးပြီးတော့ကစားသွားစီတယ်။လိုအပ်ရင်လိုအပ်သလိုပြင်းပြင်းထန်ထန်နဲ့ခနာကိုဘယ်လိုပြောမလဲအပြုတ်ပြီးကစားတဲ့ဟန်နေပါ။ O'Brien ဘက်ကမြင်တွေ့ခဲ့ရတဲ့အတွက်ကြောင့် Louis Diaz ဆိုလည်းပြစ်ဒဏ်ကျူးလွန်မှုတွေအများအားလို့ကြုံတွေ့ခဲ့ရတာကိုကျွန်တော်တွေ့ရပါတယ်။ လူ O'Brien နဲ့တယောက်တည်းမဟုတ်ဘူးဗျာကျွန်တော်အဘက်မှာ Jackerison လည်းရှိတဲ့အခါကျတော့ Harrison ကလည်း side midfielder ပုံစံဝင်ပြီးကစားပေးနေတာသူတို့တွေက winger ပုံစံစော့တာမဟုတ်ဘူးအဲ့တော့ side midfielder ပုံစံစော့ရင်တေးကြတယ်50-50ပဲခန်းစစ်စင်ကူမှု50ရှိတယ်တိုက်စစ်စင်ကူမှု50ရှိတယ်ကို့အတင်းကခန်းစစ်ကိုအဓိကအားပြုတ်ပြီးစော့တာပါဆိုတော့ now David Moyes တုံးသွားတဲ့ view ကလုံးဝဗျာ low block ပုံစံနော်ကျွန်တော် box ထဲမှာဝင်ပြီးတော့ဖြတ်ထုတ်နေတဲ့ပုံစံလည်းမဟုတ်ဘူးရန်ဖန်ကတော့ရှိမယ်ဒါပေမဲ့ defensive mid block လို့ခေါ်တဲ့အထက် တဆင့်တိုးပြီးတော့ရှေ့ကကွင်းလက်တန်းနဲ့ကျွန်တော်တိတ်တိတ်တိတ်ကစားတဲ့ပုံစံမျိုးကိုအဓိကထားပြီးကစားသေးတယ်။အဲ့ဒါဘာရွယ်ချက်လဲဆိုတော့ Liverpool တင်းဂိုးရဖို့အတွက်အားကောင်းဆုံးနေရာတွေတနည်းအားဖြင့်များ Liverpool မှာနေမဟုတ်ဘူးအသင်းတော်တော်များများအသင်းတိုင်းဒီပါအားကိုးလေးရှိတဲ့ အဲ့ဒီ defensive line နဲ့ middle line ကြားတဲ့က between the lines နေရာတွေအဲ့နေရာတွေမှာ pocket position နဲ့အရင်ယူလို့ကောင်းတာ哦ဆိုတော့ဒီနေရာတွေမှာသုံးတဲ့နိုင်ပဲကစားဖို့မလွယ်အောင်ချက်အောင်ကစားသွားတယ်ကွင်းလယ်ကစားသမား၃ယောက်ဖြစ်တဲ့ဂါနာဂွီယီနောက်ဒူကူရီတို့ရဲ့လိုအာနှုန်းကိုအဓိကယူပြီးတော့ဆော့သွားတယ်အဲ့ဒီ၃ယောက်ကတယောက်ကထိုင်နေဂါနာကပုံမှန်အဖြစ်ဆိုရင်အဲ့နံပါတ်6နေရာမှာရှိနေဂွီနဲ့ဒူကူရီကတစ်နစ်ပုံစံမျိုးတစ်တစ်တစ်ပုံစံမျိုးလီဗာပူးတင်းရဲ့ကွင်းလယ်ကိုတောက်လျှောက်ဖိအားပေးပြီးတော့ကစားနိုင်ခဲ့တယ်အထူးသဖြင့်ဂွီကြီးပေါ့ဂွီက လီဗာပူးရဲ့တချို့သောကျွန်ထွက်လာတဲ့ဘောလုံးတွေမှာထောက်လျှောက်ဘောလုံးနောက်ကိုလိုက်ပြီးဖြတ်ထုတ်တဲ့ပုံစံမျိုးဟာအေဗရန်အသင်းရဲ့ခံစစ်တာဝန်ထမ်းဆောင်မှုတွေအတွက်အများကြီးအထောက်အကူပြုခဲ့တယ်လို့ပဲပြောရမှာပါဆိုတော့လီဗာပူးအသင်းကစားသမားအနေနဲ့ကြမ်းကြမ်းတမ်းတမ်းကစားခံခဲ့ရတဲ့အတွက်ကြောင့်ဒါကိုရဖို့အတွက် နော်ကိုပေါက်ကန်သွင်းမှုအတွက်ရုံးကန်မှုတချို့တော့ရှိခဲ့တယ်။ဒါပေမဲ့လည်း position ကိုတော့အကောင်းဆုံးယူပြီးကစားသွားခဲ့တယ် ဲ့အတွက်ကြောင့်ပထမအိုင်းမှာဆိုရင်လီဗာပူးသင်းရဲ့ပိုဇယ်ရှင်တွေကပိုပြီးတော့များတယ်။တခုပြဿနာရှိတာကလီဗာပူးဒီနေ့ရာဒီမှာရသွားတဲ့ဂိုးအများစုတွေအဲ့လိုပိုဇယ်ရှင်ယူပြီးတလားပတ်စက်တွေအများကြီးပေးပြီးရသွားတဲ့ဂိုးထက်ကောင်တာအထက်ကနေရသွားတဲ့ဂိုးမျိုးတွေဒါမှမဟုတ်လေ counter press လုပ်ရင်းကနေပြန်ပြီးတော့ချက်ချင်းတံပြန်တိုက်စစ်ဆင်မှုကနေရသွားတဲ့ဂိုးမျိုးတွေရှိတယ်။သို့တော့အခုပွဲကြတော့ပြိုင်ဘက်အသင်းကခံပြီးတော့ကန်နေတဲ့အတွက်တနည်းအားဖြင့် Everton ရဲ့ counter attack တွေကို Everton ကပိုအားပြုတဲ့အတွက်ကြောင့် Liverpool က counter attack လုပ်ဖို့ဆိုတာအဲ့လောက်ထိမလွယ်ကူခဲ့ဘူး။အဲ့တော့ counter attack ဆိုတဲ့သဘောမျိုးကတစ်ဖက်က attack လုပ်နေတဲ့အချိန်မှာကိုကတံပြန်တိုက်စစ်ဆင်တာလေဗျာ။နော်။တစ်ဖက်အသင်းကတိုက်စစ်မဆင်ပါဘူး။ခံစစ်ပဲစော်နေပါတယ်ဆိုမှဘယ်လိုလုပ်တံပြန်တိုက်စစ်ဆင်တော့မလို့။အဲ့ဒါက လီဗာပူးအတွက်နောက်လာမဲ့ဘောလုံးရာသီမှာဒီလိုဆော့တဲ့အသင်းတွေနဲ့တွေ့ရင်ဘလို့ကစားမလဲဆိုတာထပ်ပြီးတော့သင်ခန်းစာရလိုက်သလိုပါပဲနောက်ထပ်အရေးကြီးတဲ့တစ်ပိုင်းကလီဗာပူးအသင်းရဲ့ defensive line ကကစားသမားတွေထဲမှာ Vaji တို့ Robertson တို့ယော့လာတာမျက်ဝါးထင်နေကျွန်တော်မြင်ခဲ့ရတယ် အဲ့တော့ရှေ့မှာအများကြီးမတည်ဘူးတယောက်ပဲတည်တာဘီတိုတယောက်ပဲအဲ့ဘီတိုကအကောင်ကြီးကြီးမမနဲ့တိုးအားယုံအားအရင်ကောင်းတဲ့ပလေယာမျိုး Everton ကဘောလုံးရပြီဆိုရင်အဲ့လိုရှေ့ကို the right counter attack ပုံစံမျိုးရင်းနဲ့ပဲအဲ့ဘီတိုပေးပြီးတော့ကစားတယ်အဲ့တော့ဘီတိုရသွားတဲ့ပထမပိုင်းအခွင့်အရေးနှစ်ချိန်ဆိုရင်ဂိုးရဖို့အတွက်တော်တော်နီးစပ်ခဲ့တဲ့အခြေအနေမျိုး Virgil van Dijk 1 vs 1 control လုပ်လို့နောက်မှကြံခဲ့တာရှိတယ် ဒါကျွန်တော်တို့အရင်တော့အသိတဲ့ဗာဂျီမဟုတ်တော့ဘူး။အရင်တော့အသိတဲ့ဗာဂျီဆိုအဲ့ဒီတော့ကျွန်တော်ဘီဒိုနှစ်ပတ်သုံးပတ်လောက်လဲသွားလိမ့်မယ်။ဒါလည်းသူ့အသက်အရွယ်ရဆိုတော့တချက်တော့ကျွန်တော်တို့လက်ခံပေးရမှာပေါ့လေ။ဟာဗာဂျီကြီးကကြသွားပြီလို့တော့ပြောလို့မရဘူး။အကောင်းဆုံးပေးဆက်ခဲ့တာပဲ။ဒါပါအဲ့ဒီလုံးမှဆိုရင်ကျွန်တော်ကွင်းလက်တိုင်ကလူကျွန်တယ်လို့ သတ်မှတ်ခဲ့တဲ့အတွက်ကြောင့်သာဒါဂိုးဖြစ်မပေးခဲ့ရတာတချို့ကွင်းလက်တိုင်းတွေကလည်းလူမကျုံလို့သတ်မှတ်လည်းသတ်မှတ်မှာပဲဒါ50 50ရာခိုင်နှုန်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ဒိုင်းရဲ့ဆုံးဖြတ်ချက်တည်တာလင်အတီလို့ပြောချင်တယ်ဒါပေမဲ့အဓိကထောက်ပြချင်တာဒီလိုဂိုးမျိုးတွေပေးလိုက်ရရင်လီဗာပူးအနေနဲ့ကစားရတာကျက်သွားနိုင်တယ်ဒါတပိုင်းပေါ့ကျွန်တော်နောက်ထပ်ဘီတိုကန်သွင်းသွားတဲ့တိုင်ထိသွားတဲ့တွင်းကိုကလည်းအဲ့တိုင်းပဲကောင်တာအထက်ကနေပဲရလာတာဘီတိုမထိန်းနိုင်ဘူးအဲ့တော့ဘီတိုကကန်လိုက်တဲ့အချိန်အကျယ်ကိုမကန်မဲ့သူကအချင်းဘက်ကိုပြန်ပြီးတော့ကန်တော့ တိုင်ကိုသွားထိတယ်ပေါ့နော်ဒီလိုလုံးမျိုးတွေကလီဗာပူးအတွက်အရေးအနေအများပါတယ်နောက်ထပ်တစ်ပိုင်းကဂျယ်ရက်ဘရန်ဒ်ဝေးရဲ့ဖြတ်ထုတ်မှုတစ်ခုပေါ့နော် မဂလစ်စတာအနေနဲ့အခက်မသိရင်ခြေောက်ကျိုးသွားနိုင်တယ်ဗျဒါလည်းဒိုင်ရဲ့တညာမှုလို့ပဲပြောရမှာပေါ့အနီကက်ပြစ်တံထိဖို့က50 50ကရာခိုင်နှုန်းလောက်ရှိတယ်တချို့ကွင်းလက်ဒိုင်တွေအဲ့လိုအလုံးမျိုးပေးပါတယ်သူ့ရွယ်ချက်ကတော့ဘောလုံးကိုရည်ရွယ်တယ်ဘောလုံးကိုထိတယ်ဆိုရင်ပဲနောက်ခြေတော့လည်းပြင်းတယ်ဗျထပ်ပါအဲ့လိုဖြစ်ရမျိုးလေးတွေတော့ဒါပထမပိုင်းမှာကျွန်တော်ရင်ကုန်ဆိတ်လို့ရှားပွဲရာကောင်းသွားတယ်ဂျုံတွေ့ခဲ့တယ်အဲ့ twin goal လေးကိုကျွန်တော်ပြန်ပြီးတော့စမ်းစစ်ကြည့်အောင်ဒီကောကတော့ဟိုဘယ်လိုပြောမလဲ Louis Diaz ရဲ့ပါနတ်မှုလို့ပြောရမှာပေါ့နော် RGB ပေးလိုက်တဲ့ဘောလုံးကို ကျွန်တော်တာကော့စကီရဲ့ရှင်းထုတ်မှုကနေတစဉ်လမ်းကြောင်းပြောင်းပေးလိုက်ပါတယ်လူစ်ဂျီအက်စ်ကအဲ့နောက်မှာပိုဇီရှင်တွေအောက်သွားတဲ့အချိန်ကျွန်တော်ဒီဂိုဂျူတာဘောလုံးကိုဆွဲယူသွားတယ်တယောက်နှစ်ယောက်လောက်ဘတ်ပြီးတော့ကိုသမဘလုံးမဖမ်းလို့မရတဲ့ပုံစံမျိုးနဲ့ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်ဒီကောကပဲလီဗာပူးအသင်းရဲ့အဖိုးတန်အနိုင်ကိုဖြစ်ခဲ့တာပါအဲ့တော့ဒီနေ့ပုံစံမှာလီဗာပူးရဲ့ကွင်းလယ်ကစားသမား၂ယောက်ကတော့အခေအားကျခဲ့တယ်အထူးသဖြင့် RGB ပေါ့ RGB ဒီနံပါတ်6နေရာမှာလီဗာပူးရဲ့ ကွင်းလယ်ဝင်ရိုးဟန်ချက်ညီအောင်တဟသာတာပြအောင်အကောင်းဆုံးကစားပေးခဲ့တယ်။ရှေ့မှာမက်ဂလစ်စတာကတော့ဘောဝင်းနဲ့လိုက်လို့တာပို့ပြီးတော့များပါတယ်။အဲ့တော့လီဗာပူးကွင်းလယ်ဒီလက်ရှိအချိန်မှာတော့တော်တော်လေးအဆင်ပြေတယ်လို့ပဲပြောရမှာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါတော့လီဗာပူးနဲ့အေဗာဒန်တို့ရဲ့ပွဲပြီးသုံးသက်ချက်ဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်ရဲ့ညီကိုလည်းငရင်ဘေးဒဏ်ထိခဲ့တဲ့ရက်ဒီသားရိုင်းနဲ့ပတ်သက်ပြီးတော့ရိုင်းပင်းကူညီဖေးမကြပါအောင်လို့ပြောရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာနားချင်ပါတယ်။ကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျ။